ကဲဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇလံကတော့တရဲမွေးသူရဲ့ဏီကုံဖြစ်ရမှန်နှက်ခင်တောချက်တုံတံများနှက်ကလေးများပြောရှင်မြူးတူးနေတာကိုကိုဝင်းသိန်းတယောက်ជីနူးစွာကြည့်ရှုခံစားနေတာကိုဝင်းသိန်းကမြို့နဲ့တော်တော်အလံဝေးတဲ့တောဆက်တဲ့နေရာမှာအခင်းဆိုင်ပြီးနေတာအခင်းထဲမှာကတရဲတံပရတံပရိုစီချိုတီးပင်တွေအစုံပဲအိမ်ကတော့မြို့ထဲမှာရှိပေမဲ့ကိုဝင်းသိန်းကအခင်းချံမှာပဲအိတ်လေးရှိတဲ့ခါတိုင်းကတော့ချံမှာမအိပ်ပါဘူးဒါပေမဲ့နောက်ပိုင်းမှာ ခြံထွက်တတိဝလံတွေကိုခိုးတဲ့လူရှိတာကြောင့်အိရတာကိုဝင်းသိန်းမိမဖြစ်သူဒေါခင်နှင်းကနေလေစာကိုချိုင်းနဲ့ပို့ပေးတာညစာကိုကတော့အိမ်ပြန်စားတဲ့သားသမီးကမထွန်းကားတော့ကိုရင်သွားကိုရင်လာပဲတရက်ကြတော့တောက်တခိုးဝင်ပြန်ပြီးကွာဒီလောက်အတန်တန်စောင့်အိတ်တာကိုပျောက်မြဲတိုင်းပျောက်နေတယ်ဖြိုးကိုဝင်းသိန်းဘာရီလုံနေတာလဲဗျငကားမောက်ချံပိုင်ရှင်ကိုတူရင်ကမေးတာအေးဒီဘက်မှာတံပရိုတီးတွေပျောက်နေပြန်လို့ကွာတခိုးကအတင်းရဲလိုက်တာ ဟုတ်တယ်ဗျာကျွန်တော်ခြံကတော့တပည့်တွေကိုအမြဲဆောင်ခိုင်းထားရတာကိုဝင်းတိန်လဲခြံဆောင်လေးပါလေးမွေးပါလားဗျာမမွေးချင်ပါဘူးဗျာပတ်စံမပေးနိုင်ဘူးဗျာကျွန်တော်ပြောတာကပတ်စံပေးပြီးခိုင်းရတာမဟုတ်ဘူးဗျာဟေးဟုတ်လားကိုတူရင်ပြောတော့စကားကြောင့်ကိုဝင်းတိန်အံ့ဩသွားတာကိုဝင်းတိန်ကအူတူတူဖြစ်ဒါဆိုဘလိုမျိုးလဲကျွန်တော်ကနာနာဘာဝရီပြောတာကိုဝင်းတိန်ရတရေမွေးတာပေါ့ဗျာအာမမွေးရပါဘူးဗျာတော်ကြအခက်မတင်လို့ကုတ်ချိုးတက်ရင်ဘလိုလုပ်မလဲဗျာ အဲ့လိုမဟုတ်ဘူးလေဗျလောက်ွယ်ညဆိုရင်အမဲသားတပိတ်တာကျွေးရတယ်ဗျကိုကတစ္ဆာရှိလေသူတို့ကပိုဆောင်းလျှောက်လေပေါ့ဗျာဟေးအဲ့လိုလားအဲ့လိုပေါ့ဗျာကျွန်တော်ချန်ကအသီးတွေဆိုဘာတစ်ခုမှမပြောက်ဘူးပြို့ဒါနဲ့အတရေကဘလို့မွေးရတာလဲကိုတူရင်ရဒီလိုဗျာဒီမျိုးမှတင်ချိုင်းကနေဦးကောင်းကွန်တစ်ခုကိုယူပြီးငါမင်းကိုလက်ွယ်ညတိုင်းအမဲသားကျွေးမယ်မင်းကအခင်ကိုစောက်ရှောက်ဒီနေ့ကစပြီးငါမင်းတခင်ဖြစ်ပြီးငါနောက်လိုက်ခဲ့တော့ဆိုပြီး ်ဦးကောင်းခွန်လေးကိုယူပြီးစင်လေးတစ်စင်မှာတင်ထားလိုက်အဲ့ဒါဆိုရပြီဗျာပြီးတော့ရှိသေးတယ်အေပါလဲသူကအစိမ့်တွေဆိုပိုကောင်းလေဗျာအဲ့ခါကျရင်ခေါင်းခွန်မရချင်နေမြေစာခဲယူပြီးစောနာကကျွန်တော်ပြောသလိုပြောပြီးယူလာလဲရတယ်ဗျာဟုတ်ပြီဗျာဟုတ်ပြီဒါပေမဲ့ဂရိတီဖို့တော့လိုရင်တော့ကိုဝင်းသိန်းစိတ်ချပါဗျာ ဒါဆိုကျုပ်ပြန်ပြီးပြို့ဆိုပြီးကိုတူရိန်ကပြန်သွားတယ်ကိုဝင်းသိန်းကဒီလိုကိစ္စမျိုးတွေမလုပ်ဘူးဟူတာကြောင့်တိတိချာချာစူးစမ်းနေတယ်ဒါပေမဲ့မဖြစ်မနေတော့လို့ရတော့မှတမ်ဘရိုတီးတလဲစီးတီးတလဲပြောင်းနေတာဘလောက်ပဲဂယူးဆိုင်ဆောင်ပါစေအတီးတွေကတော့ပျောက်မြဲတိုင်းပျောက်နေတာကိုတူရိန်နဲ့စကားပြောနေတာမနဲ့တဆယ်နာရီထိုးချပြီးမနေ့ကအိမ်ကပါလာခဲ့တဲ့ကော်ဖီနဲ့ကိတ်မုန့်လေးကိုစားကချန်ထဲလျှောက်ပတ်သွားနေတာအပင်ကအသီးတွေအောင်လားကန်းလားဆိုတာကိုတိတိချာချာကြည့်ရှုနေတာအောင်တဲ့အလုံးတွေဆို ိတ်ဆုပ်ပြီးမအောင်တဲ့အလုံးတွေဆိုချွေးချပြီးလျင်တက်မျောစာလိုလားရေလိုလားဆိုတာကိုကိုဝင်းသိန်းကအမဲဆောင်ကြည့်နေတာကိုဝင်းသိန်းရေကိုဝင်းသိန်းအေးငါဒီအောက်ချင်းမှာဟာဒီမှာတော့အတွက်ထမင်းလာပို့တာအေးအေးမိမအဲ့မှာထားခဲ့အောင်ဒီအောက်ခဏဆင်းလာအောင်လာပြီးတော်ရီလာပြီးဒီနေ့ညတခိုးဝင်သွားပြန်ပြီးဟာတမ်ဘရိုတီးတွေပါသွားပြန်ပြီးအဲ့ဒါအဆောင်မွေးရတော့မယ်အလိုတော်တော်ကဘာအဆောင်မွေးမှမိုးလို့လဲအဆောင်ထားရအောင်ကပြီးစရာကန်းစရာလည်းမရှိဘူး မိမကလည်းပတ်စံပေးစရာမလိုဘူးကွာဒါဖြင့်ဘသူလဲအစိမ့်တရေဟဲ့ပလုတ်တုတ်ကိုဝင်းသိန်းစကားကြောင့်ဒေါခင်တင်းလန့်သွားတာအာဘဲနဲ့ကိုဝင်းသိန်းတော်ပေါက်ကရရတွေမလုံနဲ့တော့ကြောက်ကတော့ကြောက်ပါတယ်မိမကလည်းကိုတူရိန်တို့ကအဲ့လိုမျိုးတွေမွေးထားတာလေဟာအဲ့ဒါကြောင့်သူ့ချံကအသီးတွေမပြောက်တာတဲ့ကိုဝင်းသိန်းကကိုတူရိန်ပြောသမျှကို စီကာပတ်ကုံပြောပြလိုက်မှဒေါခင်တင်းရောင်းလာဖြင့်သဘောပေါက်တယ်လို့မပေါက်တယ်လို့လို့နှင်းအင်းတာပြောကကုန်းပေါ်တက်သွားတယ်ကိုဝင်းသိန်းလာတော့ထမင်းစားရအောင် အေလာဘီဟာဘာဟင်းတွေနဲ့ထဲလာတာတော့မိမတော်ကြိုက်တဲ့ဝတ်သားနိချက်ရဲ့ခရမ်းကျင်သည်ပန်ထွေဖြော်လေးရဲ့မုံလာချစ်တုပ်လေးနဲ့ထဲလာတယ်